ွေးရနာကနာလာရှင်ယောဂါလားပွေးရနာတွေကဘလိုပဲကုကုမပြောက်ဖြစ်နေတယ်ဆေးလင်းလည်းပြောက်လည်းနေပြင်ပြင်ဖြစ်နေတယ်ကျွန်မဒီယောဂါအောင်နာလာရှင်လိုမျိုးခံစားနေရတယ်ဒီလိုခဏခဏလူနာတွေပြင်လာပြောကြတယ်ပေါ့နော်အဲ့တော့တကယ်တကယ်ကပွေးရနာဆိုတာတကယ်သေးချာစနစ်ကျကုသမယ်ဆိုရင်လုံးဝပြောက်ကင်းနိုင်တဲ့ယောဂါပါဒါဆိုရင်ဘာကြောင့်မလို့ဒီလိုပူရနာတွေကနာနာရှည်ရောဂါလိုမျိုးနှိရှည်လာများခံစားနေရတာလဲဒီစားသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးပါမင်္ဂလာပါကျွန်တော်ကတော့အရေးပြားနေလက်မရရာယောဂါများကို အွန်လိုင်းအနေနဲ့အပြည့်စည်းကမ်းမအောင်ကုသပေးနေတဲ့ဆရာဝန်ဒေါက်တာနေစာထုတ်ပြပါရယ်တကယ်လို့ဆရာနဲ့ယောဂဆွေးနွေးကုသခြင်းနဲ့ဆိုလို့ရှိရင်တော့တက်တော့ပိုင်အောင်ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဆုံးသနိုင်ပါတယ်အဲ့တော့ဒီလိုပွေးရတာဆိုတော့ဘာကြောင့်ဖြစ်တာလဲဆိုတော့အဓိကတော့ပွေးဆိုတာမှုယောဂမှုကြောင့်ဖြစ်တာဆိုတိုင်းလို့ဖြစ်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကုမယ်ဆိုလို့ရှိရင် ဒီမှုကြောင့်ဖြစ်တဲ့အကြောင်းမလို့ဒီမှုသက်စိတောက်စိလိန်စိတွေကိုကျွန်တော်တို့ကစနစ်စရာဆံဝါညွှန်ကြားတဲ့အတိုင်းတောက်ပါလိန်ပါမှာယောဂါလုံဝသက်တာမှာဖြစ်တယ်။အဲ့လိုမျိုးပဲねကျွန်တော်တို့ line ဘောကဟိုဟူဆံဝါညွှန်လို့ line ဘောကဒါကောင်းတယ်ဒါကောင်းတယ်ဆိုပြီးတော့နာမည်ကြီးလို့ကိုယ့်ဘာသာကိုဝယ်ပြီးတော့လိန်နေကြတယ်ဝယ်ပြီးတော့တောက်နေကြတယ်ပြဿနာကဘာလဲဆိုတော့အဲ့မှုသက်စိတောက်စိတွေကိုကျွန်တော်ပဲကြည့်လို့ဝါသလိုဝါနေကြတာပဲမှန်ဆိုရင်ဒီလိုမှုသက်စိတွေဆိုတာဆံဝါညွှန်ကြားတဲ့မှာဝယ်လို့ရတဲ့စိတွေပေါ့နော်ဒါပေမဲ့မြန်မာပြည်မှာဘယ်စိဝယ်ဖြစ်ချိန်တယ်လို့ ဝယ်လို့ရတယ်။အဲ့တော့ပြဿနာကဘာဖြစ်လဲဆိုတော့ဒီမှုသက်ဆေးတွေကမိမိသာတောက်တဲ့အချိန်မှာဟိုဆေးကဆေးတောက်နေမမှန်ဘူး။တောက်တဲ့ပမာဏမမှန်တဲ့အတွက်ကြောင့်မလို့ဆေးရင်ပါတယ်။ဆေးတောက်လည်းရောဂါအမြင့်မဲ့မပြောက်ဘူးပေါ့နော်။အဲ့တော့ဒီကိုကျွန်တော်အကြံပေးလိုတာကမှုသက်ဆေးတွေကိုလိုင်းပေါ်ကဆီအောင်နေပြောတာ လိုင်းပေါ်ကရေးတာတွေတွေ့ုံနဲ့နော်လိုင်းပေါ်ကအချင်းချင်းညှို့ယုံနဲ့တွားပြီးတော့မတော့ပါနဲ့နော်နောက်တစ်ခုလိန်ချင်းလိန်ချင်းဆိုလည်းထုတ်တူပဲပွေးရနာဆိုတာဟိုချားတီချားတွေမှာ ပေါက်ကြတာများတယ်အဲ့တော့ကကြတော့သူက သူမြောင်ပြောမှာချက်တယ်ဗျာအဲ့တော့ကိုယ့်ကိုဖြင်းရှင်းတာပေါ့အဲ့တော့ဘယ်လိုဖြင်းရှင်းလဲဆိုစီးတိုင်အောင်သွားပြီးတော့ဘယ်လိုရာနာပေါက်နေလို့ဗာစီလင်းရမလဲဆိုတော့စီးတိုင်အများစုကဘာအညွန်ညလဲဆိုတော့ကျွန်တော်တို့ဒီနှမျိုးဆက်သုံးမျိုးဆက်စတီရိုက်ပါတဲ့လိန်စီတွေညွန်ကြတာများတယ်အဲ့တော့စတီရိုက်ပါတဲ့လိန်စီတွေရောသူကလိန်လိုက်ရင်ချက်ချင်းတန်းကောင်းတယ်အတရနဲ့အသုံးလေးရက်လောက်နဲ့တန်းပြီးတော့ပျောက်သွားတာပဲဒါပေမဲ့ပြဿနာကစီးရက်လိုက်ရင် သူကတန့်ကြွားတယ်အဲ့တော့ကတန့်ကြွားတော့ဟဲ့ငါမပြောက်သေးဘူးဆိုအဲ့လင်းစီကိုပြန်လိမ့်မိတယ်လိမ့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 ်နဲ့ဘာလို့ဖြစ်လာလဲဆိုတော့နောက်ပိုင်းမှာဒီစတီရိုက်ရဲ့ဗီဒီယိုဇီလိုအနေနဲ့အကျော်ပြရတယ်ဖြစ်လာတယ်ရေပြားတွေကပါလာတယ်အနာကတဖြည်းဖြည်းနဲ့ဆိုက်ကပုတ်ပုတ်ကျဲလာတယ်ပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့သူကစဖြစ်တယ်အဝိုင်းခွက်လေးအဝိုင်းခွက်လေးကိုကျွန်တော်စေးလင်းလိုက်ပျောက်သွားအဲ့အဝိုင်းခွက်ဘေးမှာဒီအဝိုင်းခွက်အကြီးထပ်ပေါ်တယ်အစေးလင်းလည်းပျောက်သွားတယ်ဘယ်လိုကျင်တာသူကဘာနဲ့တူလဲဆိုတော့တာဂက်ဆိုင်းလို့ပေါ့နော်ဟိုအလဲခွက်သေးသေးလေးပျောက်သွားရင်တဖြည်းဖြည်းနဲ့ဘေးကိုဘေးကိုချက်ချက်လာတော့ပြင့်မဲ့ပုံတရံ မျိုးလေးဖြစ်နေတယ်ပေါ့နော်အဲဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ဒီပေါင်ညံနေဘိုက်တွေဂျိုင်းနေမှာဆိုရင်အဲဆေးဆွဲလင်းရာနေအကျောပြတ်တဲ့အကျောပြတ်တာကနေရာတိုင်းတော့မပြတ်ဘူးသူအစီများတဲ့နေရာတွေအသာနူးတဲ့ကျွန်တော်ဂျိုင်းတို့ပေါင်ညံတို့နော်နောက်တစ်ခါကျတော့ဒီဟိုဘိုက်တို့အဲ့လိုနေရာတွေမှာအကျောပြတ်ကြတာပေါ့နော်အထူးသဖြင့် main ကလေးတွေပေါ့ main ကလေးဆိုလို့ရှိရင်ဟိုစိတ်မကောင်းကြတာပဲဟိုကျွန်တော်တို့ဒီဆဲကျော်တဲ့အရွယ်တွေ main ကလေးတွေမှာအကျောပြတ်တာမြင်မကောင်းပေါ့နော်အဲ့တော့ဘလိုဆေးတွေကကြောပြတ်တယ်လဲပေါ့ဒါကတော့ကျွန်တော်ပြည်သူလူထုသိအောင်ကျွန်တော်ကဟိုပြောတင်တာပေါ့နော်ဘယ်ဆေးတွေက steroid ပါတယ် ဖယ်ဆေးတွေကစီးရဲမပါဘူးလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်။အဖယ်ဆေးတွေကစတီးရိုက်ပါလဲပေါ့။အကျွန်တော်ဒီဈေးဝယ်ထဲမှာအများသောအားဖြင့်ဒီ ဗီတာမင်သာဇုံးလို့ခေါ်တဲ့စတီရိုက်ရယ်နောက်တစ်ခုကဂလိုဗီတာဇောလို့ခေါ်တဲ့စတီရိုက်ရယ်နောက်တစ်ခုကဒီထရိုင်ဆီနိုလုံးကိုခေါ်တဲ့စတီရိုက်ရယ်နောက်တစ်ခုကတရုတ်ဆေးတရုတ်ဆေးမှလည်းစတီရိုက်ပါကောင်းပါနိုင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဆေးလိမ့်ပြီးသွားရင်နောက်ပိုင်းအနေနဲ့တို့ဒီအကျောပြည့်ရာတွေဟိပေါ်လာကြတယ်ပြီးရင်စတီရိုက်နဲ့အလားတန်တော်တော်တူတယ်သူကဟိုနှင်းငူရောဂါမှာတက်တာသလိုရှိပေမဲ့ပိုးရနာမှာထိနေတယ်လို့ရှိပြီးတော့သူကဆေးရတာနဲ့သူလည်းပဲပြန်ကန်ထွက်တယ်အကျောပြည့်ရာတွေဖြစ်တယ်ဆိုတော့ဒီတရုတ်ဆေးမှလည်းကျွန်တော်စတီရိုက်ပါမယ်လို့ကျွန်တော်ထင်တယ် နောက်တစ်ခုကတော့ဒီဟိုပါဘောနော်ဒီ steroid viruses တွေကရေဒိုရာခဏတက်တာတယ်ရေရှည်ဆွဲလင်းရင်ဆိုရင်နောက်နောက်ဆက်တွဲဘေးရဆူတွေအများကြီးရှိပါတယ်ဒါကြောင့်မိစေနေနဲ့ဖြည့်လင်းမယ်ဆိုရင်ကျွန်တော်ဒီ steroid မပါတဲ့မှုသက်စီလင်းစီပဲတည်တံ့ပါတဲ့လင်းစီမျိုးကိုရွေးချယ်ပြီးတော့သုံးသင့်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်ဒီမှုသက်စီတည်တံ့မယ်ပါတယ်ဆိုလို့ရှိရင်စေးတိုင်အောင်တစ်ချက်မေးတာမျိုးဒါမှမဟုတ်ဆန်အောင်နဲ့တခြားတိုင်မနေတာမျိုးလို့ဒါပေမဲ့ကျွန်တော်အတွေ့အကြုံကပေါ့နော် ဒီမူသစီလိန်စီပဲနဲ့အဲကောင်းသွားလို့ဆိုတော့တော်တော်ရှားတယ်လိန်စီပဲလိန်ပြီးကောင်းသွားလို့ဆိုတော့တော်တော်ရှားတယ်မူသစီတောက်စီပါမှပဲရောပါသက်တာတယ်ကျွန်တော်ခုရင်ဘယ်တော့မှလိန်စီမျိုးနဲ့တော့ဟိုမကူဘူးတောက်စီရောထွက်ပြီးတော့ပြုတယ်မနော်အဲ့တော့မူသစီတောက်စီဆိုရင်နေမှာလဲမိမိကတောက်တာမျိုးမဟုတ်ဘဲနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့သူ့ပမာဏမတပတ်ဆိုတပတ်ဆဲဆို၁၀ဆဲရဲ့တလားဆို၁လားဒီလိုမျိုးတောင်းမယ်။ဥမာသူရဲ့ကုသမှုကာလများတော့ပြင်တော့2လ3လလောက်တော့ကုကြရတာများတယ်ပေါ့နော်။အလို2လ3လဆေးဆေးဘက်လျောင်းတေချာတောင်းမယ်။ရချင်းတေချာမြန်မြန်ပြမယ်ဆိုလို့ရှိရင်ဒီယောဂါကလုံးဝအရှင်းပြအောင်ပို့လို့ရတယ်။ဒါပေမဲ့တစ်ခုတော့ရှိရယ်နော်။ မှုယောဂါတွေကစို့တိုင်းလို့ဖြစ်တာဖြစ်တဲ့တရားမလို့ကျွန်တော်တို့ယောဂါပြောက်သွားပြီဆိုရင်တော့မှကိုယ်မှာမှုမျိုးစိတ်ကကြံနေတယ်ပေါ့ဗျာအဲ့တော့စို့တိုင်းတဲ့အခြေအနေတခုမှုပေါက်နိုင်တဲ့အခြေအနေတခုကိုကပြန်ပြီးတော့ဖန်တီးတယ်စို့တိုင်းကများတယ်ဆိုရင်မှုကပြန်ပေါက်လာနိုင်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီကုသမီနောက်ပိုင်းမှာလည်းစူစူထိုင်းမနေဖို့လည်းဂရုစိုက်ပေးရပါမယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြပပေးတဲ့အကြောင်းအရာလေးကမိတ်ဆွေတဲ့အကျိုးရှိရဆိုလို့ရှိရင်ကိုမမထုတ်လို့ရေးပေးခဲ့ပါ တခြားမိတ်ဆွေတီအောင်လည်းဒီဗီဒီယိုလေးကို share ပေးတော့ပါနောက်ထပ်ကျမရဲ့ဘုဒ္ဓရာဗီဒီယိုသိကျင်နေဆိုရင်တော့ဒီအကောင့်လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် Dr. Nay Wellness Clinic